အားလုံးပဲမင်္ဂလာပါဗျာဒါကတော့ကျွန်တော်တို့ကလျာဏမိတ်တာပရာဟိတာတင်ထိုင်နိုင်ငံမှာနေပြီးတော့ကျွန်တော်တို့ကိုနေတော့ဥဆောင်နေကျွန်တော်တို့အဲဒါစိုက်တာအဖွဲရနေရပြတာဖြစ်ပါတယ်ပေါ့နော်ဒီကနေ့လူတန်းပေးတာကတော့ကျွန်တော်တို့စက်တာကြာဆန်ဟင်းကကျွန်တော်တို့အစာတို့အလူလေးပဲဖြစ်ပါတယ်ပေါ့နော်ဒီအလူလေးရဆိုရင်တော့ကျွန်တော်တို့ဒါလူဦးရေ 150ကျော်ရှိတဲ့ကျွန်တော်တို့စကန်လေးမှာလာရောက်ပြီးတော့လူတန်းပေးစာဖြစ်ပါတယ်ပေါ့နော်ဒီအလူလေးကိုလူတန်းနိုင်အောင်လို့အပက်ပက်ကနေပြီးတော့ကျွန်တော်တို့ဝိုင်းဝန်းကကူညီပြီးတော့ဟိုလူတန်းပေးတယ်ဟိုကျွန်တော်တို့ပုံနေထွန်းအောင်နဲ့ကျွန်တော်တို့အဖနေရဲ့သာသမီများလည်းအထူးသီးခွေကျေးဇူးတင်ရှိပါတယ်ပေါ့နော်အဲနောက်နောက်လည်းဒီထဲမှာကတော့အလူမျိုးကိုလူနိုင်ပါစေတန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ ဒီလိုအလို့အတန်းဆိုတာအခုချိန်မှာတကယ်ကိုခက်ခဲပါလေဒီအခက်ခဲကြတဲ့နေပဲကျွန်တော်တို့တွေကအလုံးဘောင်ကူတတာအသွဲနဲ့ပေါင်းဖက်ပြီးတော့ဒီမှာဟိုကဖြစ်ပေးတာဖြစ်ပါရဲ့ပေါ့နော်ဒီပြနေတာဖြစ်ပါလေပေါ့ဒီကျွန်တော်လည်းစစ်ဆောင်ဥက္ကဋ္ဌနဲ့လည်းစစ်ဆောင်ညီကိုမောင်နှမများရဲ့စစ်ဆောင်ဥက္ကဋ္ဌနဲ့လည်းကျွန်တော်တို့ဖိတ်ဆက်ထားပါတယ် ဆရာရင်မင်္ဂလာပါ။ဟုတ်တော့ကဲမင်္ဂလာ။ Okay ဒီနေ့လူတန်းပေးတာကတော့ကိုနေသွန်းနဲ့မိတ်ဆွေများဖြစ်ပါတယ်။ဒီလူလေးအတွက်ဆစ်ဆောင်ဥက္ကဋ္ဌတရားနေနဲ့ဗာမြန်ပြောချင်ပါလေဗျ။အာဒီတစ်ခဲတော့အညတာတော်လိုက်ကာလာပေါ့နော်ဒီတော်လိုက်ကာလာမှာရှိဆောင်ရတာလေဟိုဒီနေ့ငါနေ့ဝင်တော့မယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဂျီလက်မီအဖွဲ့ကကျွန်တော်တို့အမြဲတမ်း အမြဲတမ်းပေါ့နော်လာပြီးတော့ဒူတန်းကျူမွေးပေးတယ်ငွေရည်ကြီးအစအာဟာရအမျိုးသမီးလာစင်တုံးကျူပါများမဆာယူအမြဲတမ်းလာရောက်ဒူတန်းပေးတယ်ဖြစ်တယ်အဲ့ဒါကြောင့်ဒီဒူတင်ရမှာလေ ထူးထူးတက်ချတော့နော်ဒီလိုမျိုးစက်သားနဲ့စံစာဟင်ခါလာချူဝေးလာကလည်းအထူးဝန်တာဆရာကိုယူဆရာကျေးဇူးတင်ဆရာလည်းအများကြီးရှိပါတယ်။ဟောအကြမဆူရာပြီးတဲ့ဟောညီကအဲ့ကျွန်တော်တို့ဒီရပါတော့ဒီရကကက်ပြောလဲပါမယ်။ကိုနေထွန်းအောင်နဲ့တငယ်ချင်းများလူတန်းပေးတာဖြစ်ပါတယ်။ကိုနေထွန်းအောင်နဲ့တငယ်ချင်းများကိုပြောချင်သေးတယ်ကြာ။ဟာကိုနေထွန်းအောင်နဲ့တငယ်ချင်းများကို ဒီရမစရာသူရှိစစ်တင်လေရောက်ဝေကရောက်ဝေကနေလားဟုတ်ကဲ့ပါခိုင်းနိုင်ကြမှာနေပါတော့ကဲရောက်ဝေကလို့လူပြီးတော့ကျွန်တော်တို့ဒီအခုပို့ရတဲ့အခုတပတ်ခန်းစားပြီးတဲ့အတွက်ကြောင့်လည်းအထူးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဗျာ ရာကြီးမင်္ဂလာပါမင်္ဂလာပါဒီအလှလေးကတော့ကိုနေထွန်းအောင်နဲ့ငွေချင်းများထိုင်းနိုင်ငံမှာကလျာဏမိတ်တာပရိတ်တလူငယ်တင်းကထူတန်းပေးရဖြစ်တာပါတယ်သူတို့ကပြောချင်းပါလေဗျာဟုတ်ပါပါကျွန်တော်အားကြားရဝါသာပါတယ်ဘောတော့ဒီခေကာလပါပါတော့ကျွန်တော်တို့ဒီနောက်ပိုင်းပါလဲရှေးခေခေလေးရလဲနည်းနည်းခေခေတော့ဖြစ်လာပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကိုဒီလိုဘောတော့တတိယအောင်လို့အများတော့ဘောတော့တတိယအောင်လို့တယ်နောက်ဆရာပါတဆင်ပါတော့ကျွန်တော်စဆင်ပြီးတော့ ကိုဟာဆရာပါလေကိုကိုထောင်းအောင်နဲ့တငယ်ချင်းများသွားတူချင်းများကိုလည်းကျွန်တော်အထူးကျေးဇူးတင်ပါတယ်ဘောတော့နောက်တော့လည်းတော့ကျွန်တော်တို့ခန္ဓာမိကျွန်တော်တို့ဒီစီဆောင်ခန္ဓာမိတာဆီစီဆောင်လေးပေါ့နော်ကျွန်တော်တို့ကိုအမြဲတမ်းလာပြီးတော့ပါဝင်ပြီးတော့ဒီမှာဒါပြီးတော့ ထားပြီးတော့ပို့လို့လာနိုင်ပါသေးလို့လည်းကျွန်တော်အစတောင်းပြီးသားပို့ပါတယ်အဲ့တော့ကျွန်တော်အားကြီးလည်းကျေးဇူးတင်ပါတယ်အခုလို့အလူသားပြီးပြီးတဲ့အတွက်လည်းတော့ဘုရားပြန်သာပြီးဘုရားရှင်သာပြီးကောင်းချီးပေးပါသေးလို့လည်းကျွန်တော်ထပ်ပါပြီးတော့စတောင်းပြီးသားပို့ပါတယ် တော့ဆက်စင်လူတာပြည်တဲ့ဆရာဟိုဆိုအဆိုင်လို့ပုံပါတယ်เนาะဒါရီပြတ်ဆိုတော့ဒီပါစီကျွန်တော်တို့ကအများသားအတရားအောင်ပြီးအချိန်ကြာဆိုတော့လည်းအများသားကျွန်တော်တို့ခန္ဓာစီရှောက်ကိုတော့ဆရာကအများသားကျွန်တော်တို့ပါဝင်ပြီးတော့တတိယအောင်ပြီးတဲ့ကြောင့်လည်းကျွန်တော်အရင်ဝတ်တာပါတယ်เนาะကဲတဲ့ဒီကလာမှာကျွန်တော်တို့ဒီခန္ဓာစီကြောင့်လည်းကျွန်တော်တို့အရင်ဝတ်မြောက်ပြီးဖြစ်ပါတယ်ကျွန်တော်တို့ညာဆိုတော့လည်းကျွန်တော်တို့ခန္ဓာခဲ့ရပါတယ်အရောက်စီတိုင်းပုံပါလည်းကျွန်တော်ကြည့်စစ်တယ်ရရှိစာရေးကောင်းကြီးဖြစ်ပါစေလို့မှတ်တပါကြည့်စစ်လိုက်ပါတယ် โอเคပါကျေးဇူးတင်ပါတယ်ဆရာကြီးခုနေတော့နဲ့တကယ်ချင်းများကျွန်တော်တို့ထိုင်းနိုင်ငံမန္တလေးတိုင်းနဲ့တကယ်ချင်းများခင်ဗျာအခုတို့ညီကောင်မောင်မတွေရဲ့စုပေါင်းမှုတိုင်းနဲ့အခုတော့အခုလိုပဲကျွန်တော်တို့တကယ်ကိုလိုအပ်နေတဲ့ဖွဲ့လက်ကလေးမှာစုတန်းပေးခဲ့ပြီးတော့ဝမ်းမြောက်မှုမှာသာသိတ်ချင်ချင်ကိုဆုံနိုင်ကြပါလိမ့်ဒီလိုကုန်ထွက်တွေ့ဒီ ပကတနာတွေဒီလိုအစင်တန်းတွေတမ္မမုန်နေသိစိထားကပူလောင်ရပြီရင်မဒုက္ခတရားဆုံးလိုက်ပါဘဝစုံတန်းရှိပွားပမာ